မမမမငါနိုင်ရဟုတ်ပြီနော်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးဟာနောက်ဆုံးကောင်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 းငါကောင်းဆောင်ပဲရှင်းနေနော်ဟဲ့ပေါမဆိုတာဒါပဲပေါမဆိုတာပေါ့ကိုဘယ်တော့မှမကြည့်ဘူးချုပ်ပေးမှချုပ်မှကောင်းတယ်ဟိုအဖေကရှင်းဆိုတဲ့ခါကြလေဆဆိုင်ခန်းလိုက်ညိုထိုင်စဲနေကြတာလေအမလီ ငါရှံအမှုပညာရှင်ကြီးတော်ဆဲခံနေရပါပြီတော်နင်တို့ဗမာတွေငါတို့ရှံတိုင်းရင်တိုင်းကိုဆဲနေပါတယ်တော်ဆိုပြီးတော့ဟာတခါမှမပြောဘူး तू ဖြစ် तू ဆဲခံထီအောင်လုပ်ရင် तू ဆဲလူတိုင်း तू ဆဲမှာပဲနော် तू ဆဲခံထီအောင်နေလို့ तू လူတိုင်းဆဲတာလေအာ ပြောပါအောင်နီနီလေးအိမ်ကိုဆဲလို့ငါအမေကမိုးမလို့နီနီလေးအိမ်ကြီးကိုထိုင်ဆဲနေကြပါတယ်တော့ဗမာတိုင်းသားတွေရခိုင်တိုင်းသားတွေချားတိုင်းသားတွေကမွန်တိုင်းသားဖြစ်လို့နီနီလေးအိမ်ကြီးကိုဝိုင်းဆဲနေကြပါတယ်တော့လူမျိုးရေးခွဲတာဆိုတော့ဟာတီလူမျိုးရေးခွဲတယ်ဆိုတာကို့ပုံမှာပဲမူတီတာကို့အဖေအမေရှမ်းမကလို့မွန်ကြီးပဲဖြစ်နေပြိစေအင်း သူတို့အိအိအိမျိုးဆက်သွေးသားအရင်ကတိုင်းသားကစုပ်ပြတ်တက်နေလို့ရှင်အိတိုင်းသားကိုဆဲမဲ့လို့ရှင်ဆဲမှာပဲငူမိုင်းဆဲကြမှာပဲအဲ့ဒါကိုမှငါတိုင်းသားမို့လို့ငါအမှုပညာမို့လို့ငါရဲ့ငါရဲ့ငါရဲ့ဆိုပြီးဆွဲနေကြလို့ရှင်ဟဲ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 စစ်ကောင်စီကလေတိလာနော်မပတ်ခင်နေရရခိုင်လားနေရမွန်လားနေရပမာလားနေရကရင်လားလို့မမေးဘူးအေးနေမီထဲမှာအခြေဆိုင်ထားတဲ့ဂီဟာဖြစ်တယ်ဆိုတဲ့အခါမှာ ဟိုအပြင်ပကရန်သူတွေကကျမတို့ကိုဒီပြင်ပအဖွဲ့အစည်းတွေကပေါ့နော်ဒီလာပြီးတော့ဖိအားပေးအေးပြီးတော့မလုံရဘူးမကန်ရဘူးတစုံတရာ အာဖိအားပေးတဲ့ဟာမျိုးတော့ကျမတို့မချိပါဘူးဘောလုံးမျိုးရအောင်လို့ပဲတဘာဝဘေးနဲ့မေးပြီးတာမှာအများဆုံးကြင်ွေးရပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရီဘောလူရှင်ချန်နယ်လေးကပြန်လဲကြိုဆိုလိုက်ပါတယ် ဗီဒီယိုရီဗီရေရှင်မှာတော့ပြင်မှာတော့ယနေ့နိုဝင်ဘာလ16ရက်နေ့တနင်္ဂနွေနေ့ရက်မနက်ပိုင်းချိန်နောက်ဆုံးရရှိတဲ့တင်းချို့ကိုအချင်းချုပ်ဖော်ပြပေးတော့ပြတဲ့ကြော်ရမီအားလုံးပဲအဆုံးကြည့်ဖို့ဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစည်းဝါအတွက်နိုင်ငံတော်အာဏာကိုအတင်းတမာမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1950ရရရှိဖြစ်ပါတယ်။မနိုင်ငံတော်တရားဒါအတွင်းစစ်ကောင်စီကစစ်ကွေးသေးဆုံးမှုဆေးမှာတော့အကိုတိုင်းရေတာရှင်မှုနဲ့မှာတော့အကောင်20ဒေါ်လာရေးပေါ်တူကတော့စစ်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပါတယ်။မုံမီနဲ့ရေးမှုနဲ့မှာ9ကောင်၊ဒကာရင်းတိုင်းမုံရွာမှုနဲ့မှာ9ကောင် မန္တလေးတိုင်းပျော်မြို့နယ်မှာတကောင်နဲ့မကွေးတိုင်းနောက်အောင်မြို့နယ်မှာတော့တအူးကိုရှင်ပြီးထားကြောင်းနဲ့သိရှိရပါတယ်။တောင်သူရင်းမုံအနေနဲ့ကတော့မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ KK ဘက်နေရာကိုတက်မတော်ကရှင်းနေနေပြီးမြို့သားကြီးတောင်ဝင်တရက်ဖြစ်အပြီးပြတ်ရှင်းနေသွားမယ်ဆိုပြီးတော့သူတို့ရဲ့တကောင်ဆောင်စစ်ခွေးမင်းအောင်လိုင်းကနေပြီးတော့ပြောကြခဲ့တာလည်းသိရှိရပါတယ်။ဒါဟာယာယီသမရကနေပြီးတော့ကရင်ပြည်နယ်ဖမ်းမြို့ကိုရောက်ရှိနေခြင်းမှာအဝင်ပါ15အနေနဲ့နှစ်ပိုင်းကပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေရမီရဖိုင်နဲ့တွေ့ဆုံပြီးဒေသဖွံ့ဖြိုးမှုတွေလှုပ်ဆောင်ရန်နဲ့ KK ဘက်ကြီးကို ိုခွဲဖြက်စီရန်ဆိုပြီးတော့သူတို့ရဲ့ဈေးကတော့တက်တည်တွေကုန်လုံးဖောက်ပြနေရလဲတွေ့နေရပါတယ်။ဒါကြီးသမတားကြီးဆိုလို့ဘယ်သူများအောင်မိတာလဲ။မင်းအောင်နိုင်ကိုပြောတာပါ။နောက်တက်တည်မဟုတ်နေနဲ့ကတော့စခိုင်းတိုင်းစာလင်းကြီးမျိုးနဲ့ဝမ်ပေါင်းကုန်ဒီမှာတဆွဲထားတဲ့ဂျမ်မစ်စစ်တကိုလက်နဲ့ကြည့်နေပစ်ခတ်တက်ခိုင်မှာတော့စစ်တပ်ကထိခိုက်သေးဆုံးမှုတွေများပြားရှိကြောင်းသိရှိရပါတယ်။ဝန်ပါလာ14ရက်နေ့ည9:00နာရီမှာဝမ်ပေါင်းကုမ္ပဏီဝင်းတွင်တဆွဲထားတဲ့အဂျမ်မစ်စစ်တကိုလက်နက်ကြီး73လုံးနဲ့တော်လိုင်းရုပ်ဖွဲ့တွေကသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းမုတ်အနေနဲ့ကတော့ကြန့်ခိုင်ရေးမဲရှို့ဘက်ကိုမဖြစ်မနေလာရန်ခေါ်တဲ့ လုံမှုဆောင်မျိုးသမီးဓာတ်နဲ့ခုတ်ခံလိုက်ရမယ်ဖြစ်ပါတယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာကြန့်ခိုင်ရေးကိုယ်စားလှယ်လောင်းစီယုံဝေးပွဲတွေကိုမဖြစ်မနေလာရမယ်လို့ဖိအားပေးခဲ့တဲ့ပါတီအလုံမှုဆောင်မျိုးသမီးတဦးဟာငွေမလတ်ဆလီရနေဓာတ်နဲ့ခုတ်ခံခဲ့ရလို့မြို့ကနေပြောထားတာဖြစ်ပါတယ်။ရွှေကျင်မြို့နယ်အနောက်တောင်ကျေးရွာမှာကြန့်ခိုင်ရေးပါတီကတွတ်တော်ကိုယ်စားလှယ်လောင်းတွေမဲဆွဲစီယုံရေးဆင်းခဲ့ပြီးကျေးရွာအလုံမှုဆောင်မျိုးသမီးတိန်တယောက်မဖြစ်မနေလာရမယ်လို့ဖိအားပေးခေါ်တာကြောင့်ကျေးရွာတွေကမျိုးသားတယောက်ကဓာတ်နဲ့လိုက်ခုတ်ခဲ့တာဖြစ်ကြောင်းလည်းသိရှိထားရပါတယ်။သို့သောဒီကျေးဇူးတရားကိုတော့ဆက်ဖို့ ကျွန်တော်မှတာဝန်ရှိတယ်ဒီအတွက်ကြောင့်ဘလို့ပြည်ခံပြိုးပြည်ပြိုးပဲရလာဖြစ်တဲ့ကပဲလာတာပဲလေဒါကြောင့်မို့လို့ကျွန်တော်လိုက်ခဲ့တယ်မှန်တယ်ထင်လို့ထောက်ခံတယ်မှားတယ်လဲကျွန်တော်တာဝန်ပေါ့ကိုစိုက်တဲ့စပါးကိုရိတ်ရမှာကဲစစ်တဲ့အခြေသူသူ့မှာရှိလို့ရဗျာကဲသူ့မှာမိမရှိတယ်မောင်မင်းပြန်ဆက်ပါလားဘာလို့ပြည်သူတွေကိုအခုလိုမျိုးစကလုံးနေနဲ့တွေးထူးလှုပ်ဆောင်ပွေလုပ်နေရတယ်အမကြီးဒါမဟုတ်လည်းပါဟုတ်တယ်ကျွန်စွန်နန်လည်းတဲ့ကျွန်စွန်နန်လည်းပါနန်ပါစီဘာမှပြောချင်လဲခင်ဗျာဘာမှမပြောဘူးလေဘာပြောချင်ရှိတယ် ဟာလေအဲ့ဒါဒီတိုင်းခေါင်းထောင်ရှိတယ်တော်ပြီလောက်ပဲโอเคရောရိုက်တဲ့ဘွဲကိုကိုလုကိုလုရေချမ်းနဲ့လာပြီးတက်ဖြစ်တာလဲခင်ဗျအဲ့ဒါလေးလက်မြောက်ဝေးပေးပါဦးဘာလဲစားဒီနေ့ဘွဲကိုဘလို့ရေချမ်းနဲ့လာပြီးတက်ဖြစ်တာလဲဩဓမ္မတစ်ကကျွန်တော်တို့အခုလွတ်တော်ကိုယ်စားလှယ်ရေးတယ်အများကြီးပဲမြန်မာတနိုင်ငံလုံးပါတီကြည့်သလားတဲ့လူပုဂ္ဂိုလ်ကြည့်သလားတဲ့ကျွန်တော်အကုန်ချစ်အမှာကျွန်တော်တို့မမီတော့ဘူးမိရင်လည်းမိမှာပေါ့နော်ကျွန်တော်ตาလေးကျွန်တော်အသေးလုံးမြည်လေးတွေ သားတွေမိတွေပါကျွန်ဆက်သွင်းတာနော်နဲတဲ့ဒီကောင်လေးရဲ့စောက်ကျင်နေမဟုတ်ဘူးသူကောင်းဖို့ကျွန်တော်လုပ်ပေးရမှာရောင်ရောင်ရောင်သွားလို့လို့မရပါတီကိုလည်းကြည့်ရမယ်လူပုဂ္ဂိုလ်ကိုလည်းကြည့်ရမယ်သူဒီဘလောက်ထိသူ့ background ကျွန်တော် DSC လိုက်တယ်လို့ပေါ့ background ကိုပြန်ကြည့်ရအောင်ကောင်းမှရက်ွက်အကျိုးဘလောက်တန်းထားဆောင်နိုင်လဲရွှေချုံထားဆောင်နိုင်လားရသွားပြီဆိုလက်မကြည့်တော့မလာတော့ဘူးလက်သီးနဲ့တွေ့မယ် ရှင်းတယ်နော်ကျွန်တော်ပေါ်တင်ပြောတာမုံရင်လည်းမုံချပဲသူချကိုချပဲဟိုဟိုအဲ့အများချင်းကကြတော့ကိုယ်ကိုတိုက်ရိုက်ကြည့်လာမှာဆိုလို့ဒါအဲခေါင်းရှောင်တယ်လို့ဒါခြံကျိုးခွာတယ်လို့ရှိတယ်ဟုတ်ကဲ့ကျွန်တော်ကတော့တောက်လျှောက်ဒီသိမ်းမှာရက်တီတွေပြီးတော့မမအမကရက်တီနေတာမကြောက်နဲ့ရက်တီကဲတော့လေအားလုံးဘိုးရပါသားမြန်မာလူမျိုးတွေပဲဗျာနော်ခင်မွေးဆယ်ပါးသားလွင်တိတယ်ဒီတစ်ခွက်တိုက်တဲ့ဂျေဆုဟာမြတ်စွာဘုရားလက်ထက်က နှုတ်နဲ့ပြောတာနော်ပန်းစာပြောဟောဒီကောင်အခုလိုမျိုးဘွားကိုရောက်ဖို့အတွက်ကြမ်းဖုတ်ကောင်တွေကသူတို့အရင်တော့အုတ်ချုပ်စင်ကလာမှာဒီကောင်သုတ်ပိုင်ဝင်ကြီးအများကြီးပေးခဲ့ပြီးခိုးကြတာပေါ့အတူတူခိုးကြတာပေါ့ဗျာတခိုးချင်းချင်းပေါ့ပြောတာအင်းကျွန်တော်ပြောတာမဟုတ်ခေါ်တာမဟုတ်อืมအဲ့ဒီကင်မွေးစေပါကိုပြင်းမမီးကင်မွေးစေပါကိုင်းတင်တယ်အဲ့ဒီလိုပဲဒီကျေးဇူးရှိရလို့ဆိုတော့ကားလို့ရမလားစစ်တပ်ကျေးဇူးကျွန်တော်မှရှိတယ်လေတော်စစ်တပ်ကိုပြောတာနော်ကုလိုပေးတာပြာတီယုံပေးတာဒီစစ်တပ်ကဒင်းရုပ်စစ်တင်းချမ်းကနေပြီးတော့မှ ကျွေးတဲ့ပေးတဲ့ပတ်စံနဲ့ BSC Embassy နှစ်ဘွဲရအောင်လုပ်ခဲ့ရတာဒီစစ်တပ်ကျေးဇူးတော်မျိုးလို့ရမလားစစ်တပ်ကောင်းတာမကောင်းတာကျွန်တော်မသိသို့တော့ဒီကျေးဇူးတရားကိုတော့ဆက်ဖို့ကျွန်တော်မှတောင်းပန်ရှိတယ်အေးစစ်တပ်စီရရတဲ့ပတ်စံဆိုရင်အပြည်သူပတ်စံပဲနော်မင်းအောင်လာရကျူကျူခေါ်ပတ်စံရောက်ပြီမင်းကိုပြေးမှာအောင်မနေဘူးလားဒီအတွက်ကြောင့်မလို့ပြည်ခိုင်ပြိုးပြည်ပြိုးပဲရလာစစ်တပ်ကပဲလာတာပဲလေဒါကြောင့်မလို့ကျွန်တော်လိုက်ခဲ့တယ်ဒီမှာပါဝင်ရွေးကောက်မဲ့လူတွေကလည်းကောင်းကြတယ်ဟွန်းစစ်ကိုရေးရွေးကောင်းလို့ မှန်တယ်ထင်လို့ထောက်ခံတယ်မှန်တယ်လဲကြောက်တာပေါ့อืมကိုစိုက်တဲ့စဘာကိုရိတ်ရမှာอืมဒါနော်အဲ့ကျမထွက်မပြေးနဲ့ဟိုနုမီနေရှင်တောင်းနေလဲပေါ့နော်ဟုတ်ကဲ့ဒီကနေ့ကျွန်တော်တို့လမ်းမရောက်နေတဲ့လူငယ်လေးတွေကိုအဲစကားလက်ဆောင်လေးပြောပေးပါအောင်ခင်ဗျာစကားလက်ဆောင်ပေးရင်တော့များသားကြီးပေးရမလို့ရလမ်းမရောက်နေတဲ့လူတို့အကွာမေးတာဒါတရားရုံးမှဆိုရင်တော့နမိပြမေးခွန်းခေါ်တာပေါ့ right မှားတာမှားကြတော့မဆိုင်ဘူး तू ကြိုက်လို့သူတို့တာလေ ကျွန်တော်မှဝေဖန်ပန်ခွင့်မရှိဘူးနေလနှစ်ပတ်တော့တစ္ဆာဆူထားတာဒါကြောင့်မလို့ပြောနေတာတခုပဲရှိတယ်ကျွန်တော်အင်တန်ချစ်တယ်ကျွန်တော်အင်တန်မျက်နှိုးတယ်ကျွန်တော်ပင်နဲ့လေးစားရတယ်ဆရာမကြီးတော့ပြောခဲ့ဘူးဒီစကားလေးကိုကျွန်တော်ပြောမှန်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 ငါနိုင်ငံဟုတ်ပြီနော်ဆိုးဆိုးမဆိုးဆိုးငါလူမျိုး နောက်ဆုံးကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်ပဲရှင်းနေနော်နောက်တဲ့တင်ပုံအနေနဲ့ကတော့ရန်ကုန်တိုင်းသင်္ကန်းညွမြွနယ်လေးတောင်ကန်ရက်ွက်ဥပဟန်လမ်းတော့ပန်းရံမှာစိုက်ထူထားတဲ့ကျန့်ဖို့ပါတီရဲ့မဲဆွယ်ဆိုင်ဘုတ်တစ်ခုနဲ့ဘိုကန်ကျုံရက်ွက်မှာရှိတဲ့လေးတောင်ကန်လမ်းနဲ့သမုဒိလမ်းထုပ်ကရှိတဲ့တောင်သဝနာလမ်းစုံမှာစိုက်ထူထားတဲ့ပြည်သူပါတီဆိုင်ဘုတ်တစ်ခုနဲ့ပြည်သူရှေးဆောင်ပါတီဆိုင်ဘုတ်တစ်ခုကိုထိုလဲခဲ့ပြီးမြေခခဲ့ရတယ်ဆိုပြီးတော့ တပုံအနေနဲ့တကွာတက်လာတဲ့တွေ့ရှိရပါတယ်။တကယ်တော့အဲ့ပါတီတွေကမဖြိုလဲခင်တွေကဖြိုလဲနေတဲ့ပါတီဆိုတော့ပြည်သူတွေကတော့တည်ပြီးသားပါ။နောက်ထပ်တဲ့ပုံအနေနဲ့ကတော့စေကော်မရှင်တက်ရဲ့မကွေးမျိုးခြေဆိုင်အမှတ်ရှိရှိချင်းမြန်တက်မဌာနချုပ်ကာမကရှိရှိရဲ့တက်မမှုဘုံမှုကြီးမြင့်ဟင်းကိုသူရဲကောင်းမှတ်တမ်းဝင်တစေပေးရဲ့အကြောင်းသိရှိရပါတယ်။နှမ်းမြောင်ဒေသနောင်ချွေမြို့တိုက်ပွဲကိုတက်ခတ်ခဲ့တဲ့တက်မတစ်တစ်ဒုတိယတက်မမှုဘုံမှုကြီးမြင့်ဟင်းကိုစေကောင်းစီကပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်ကတက်မရှိရှိတက်မမှုဖြစ်ယာဒူးတူးမြင်ပေးပြီးတော့စွမ်းရည်တစေပါ ထပ်မံပေးရထောင်သိရှိရပါတယ်ဟာစိတ်တရောတော့ညာနေပြီအောင်ချုံမျိုးကိုစစ်ကောင်မရှင်တပ်ဖွဲ့တွေပြန်လဲထိန်းချုပ်နိုင်ပြီဖြစ်ခဲ့တဲ့ဒူလင်လာအတွင်းတမကြည်ဒုတိယတမမှုဖြစ်တဲ့ပုံမှုကြည့်မြင်ဟာမြို့ကန်တချို့ကိုလိုက်လံတွေ့ဆုံပြီးခမင်းမှုပေးတာနဲ့ဝါရဖြန့်စုံနိုင်လှုပ်ဆောင်ခဲ့တာကြောင့်အဲ့ဒီရုပ်တံဖိုင်ရလူမှုကွန်ရက်ဆာမျက်နှာပြန်သွားပြီးတော့သူတို့ရဲ့စစ်ခွေးဘောမှတိုက်တည်ရဲ့ဘိုင်းဝင်ပြီးတော့ဒီပုံမှုကြီးကအရန်ကုန်မှာပဲတရာတရပြည်စုံပြီးတော့ရေကူမတော်တဲ့လူတယောက်ဖြစ်တယ်ဆိုပြီးတော့မင်းအောင်နိုင်ကဝိုင်းကိုမြောက်ပြီးပြောဆိုရမှာတော့မင်းအောင်နိုင်ကကုလို့ဟွန်ရင်နဲ့လူမှု ကုကြုံဘွဲ့တွေပါအကုန်လုံးပေါင်းပြီးတော့ဓာတုကုန်တွေပါပေးတာတွေ့နေရပါတယ်။ကဲဒါကိုကြည့်ကြအောင်နောက်ထပ်ကောင်းနေလဲသမင်းမှုဝေဖို့တဲ့ပြင်ဆင်နေပုံရပါတယ်။ထမ်းနေသလိုဒီတိုင်းပြည်နဲ့လူမျိုးအပေါ်မှာကျမတာဝန်ယူနိုင်တဲ့ကိစ္စတွေကျမလုံနိုင်တိုင်နိုင်တဲ့ကိစ္စတွေကိုလည်းကျမပိုစွန်းညံစွန်းရှိသလောက်ကြိုးစားနေပါတယ်ရှင့်။ဒီချင်းဝင်မဲ့ကလေးများခင်ဟာကိုဘလို့စိတ်ကူးနဲ့စပြီးတီထောင်ပြစ်တာလဲရှင့်။လွန်ခဲ့တဲ့လေ 6လလောက်ကပေါ့နော်ဒီကြောက်တော်မျိုးနယ်ထဲမှာအာဒီကလေးတယောက်ကိုငွေစားဖို့အတွက်ဈေးထဲမှာဟို လိုက်ရှာနေတယ်ဆိုတော့တည်င်းတပုတ်ကိုဖတ်ပြီးနောက်ပိုင်းမှာပေါ့အာကျွန်မကဒီဂေဟာကိုဒီရင်ခွင်ပြောက်ကလေးတွေအတွက်ဟိုအခြေအနေပေးသည်ဖြစ်စေမပေးသည်ဖြစ်စေတီထောင်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ရှာပြီးတော့ဟိုဒီဒီကောတမီရင်ခွင်ဆိုတော့ရင်ခွင်ပြောက်ကလေးတွေစောင်းလျှောက်တဲ့ဂေဟာကိုတီထောင်ဖြစ်ခဲ့တာပါရှင် ဒီ KHO ရောက်လာတဲ့ကလေးတွေကလေဘလို့အခြေအနေနဲ့ရောက်လာပြီးတော့အသက်အရွယ်အားဖြင့်ရောဘလောက်ရှိလဲရှင် အခြေအနေအမျိုးမျိုးပါပဲတချို့ကလေးတွေကကြာတော့ဒီစစ်ပွဲအတွင်းထဲမှာမိဘနှစ်ပါးလုံးကိုသူတို့ဆုံးရှုံးလိုက်ရတယ်သူတို့ဟိုကျွေးမွေးဆောင်ရှောက်ပြုစုပေးဖို့ဟိုသူတို့မှာဆွေမျိုးသားချင်းကြီးကြီးမားမားမရှိဘူးတချို့ကလေးတွေကြာတော့လဲဟိုအဖေရှိတယ်ဒါမှမဟုတ်အမေရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီအဖေအမေဒီဒီကလေးကိုလူလားမြောက်အောင်ကျွေးမွေးနိုင်မဲ့အခြေအနေမရှိဘူးပြုစုပေးနိုင်မဲ့ဟိုအခြေအနေမရှိဘူးအဲ့လိုမျိုးအခြေအနေတွေလည်းရှိပါတယ်အဲနောက်တစ်ခုကကြာတော့ဒီအိမ်တွင်း ကြမ်းဖက်မှုပေါ့နော်အိမ်တွင်းအကြမ်းဖက်မှုရှိတဲ့ကလေးတွေအဲ့ဒီလိုမျိုးနှိပ်စက်ခံရတယ်ဒါမျိုးကြားသိရတဲ့အခါမှာရက်ရွာကနေအကြောင်းကြားပြီးတော့ဟိုဂေဟာကခေါ်ယူမွေးစားလိုက်တဲ့အခြေအနေမျိုးလည်းရှိတယ်လို့ဒီလိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနေရလာတဲ့ဟိုဟိုကလေးတွေပေါ့အဲ့လိုမျိုးကလေးတွေလည်းဟိုကျွန်တော်တို့စီမာအကြောင်းမျိုးမျိုးအခြေအနေမျိုးမျိုးကလေးတွေကိုခေါ်ယူဆောင်လျှောက်ထားတာရှိပါတယ်ကလေးတွေကိုလက်ခံတဲ့အခါမှာလည်းဘလို့အကန့်အသတ်တွေရှိတယ်လဲရှင် ဂီဟာကိုကလေးတွေလာပို့ရင်ဘလို့မျိုးအခြေအနေမှလက်ခံလဲရှင်ကလေးကိုဟိုဒီကျမတို့ရဲ့ဟိုအခြေခံမူဝါဒအနေနဲ့ကတော့ဒီအဲမွေကင်းစားကနေဆန်နီအောက်ကလေးတွေကိုဟိုလက်ခံမယ်ဆိုပြီးတော့အခုလောလောဆယ်အထိမူဝါဒရှထားတာတော့ရှိပါတယ်အဲဒီလူမျိုးဘာသာမရွေးလက်ခံပါတယ်အဲဘယ်လိုဒီဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဒီဆန်နီအောက်ကလေးတွေကို ကျမတို့ကပြုစုပေးဖို့မေတ္တာပေးဖို့ဟိုကြည်ပြင်းစေဖို့စောင့်ရှောက်ပေးဖို့လိုအပ်တယ်ဆိုရင်ဂေါဒမီရင်ခွင်ကကြိုးဆိုးနေပါတယ်တကားဖွင့်ထားပါတယ်ဒီခေဟာတီထောင်ဖို့အတွက်လေငွေကြေးလိုအပ်ချက်တွေဘာတွေကြတော့ဘလို့စီစဉ်ခဲ့ရလဲအခုဟိုလက်ရှိမှာကောဒီငွေကြေးလိုအပ်ချက်တွေဘာတွေကြတော့ကောဘလို့မျိုးမြန်းဖြည့်ဆည်းပေးနေရလဲရှင့် ဒီဂေဟာကိုတီထောင်သူဒီကျမဖြစ်တယ်ပေါ့နော်ဆိုကျမကဒီတီထောင်သူတယောက်အနေနဲ့ဒီအစပိုင်းမှာငွေရေးကြေးကိုကျမရဲ့ဒီစူးစမ်းအားထုတ်မှုပေါ့နော်ကျမရဲ့ဖန်တီးမှုနဲ့ဒီကျမက online ပေါ်မှာဒီရန်ပုံငွေရှာဖွေတဲ့ဟို activity လေးတွေလုပ်ပြီးတော့ဟို handmade ပစ္စည်းကလေးတွေရောင်းချတာမျိုးရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီအစပိုင်းမှာ godmi ရဲ့တီထောင်စမှာအဲ့ဒီကရလာတဲ့ငွေကြေးတချို့ကိုတုံးဆွဲထားတာရှိပါတယ် အခုလည်းပဲလွန်ခဲ့တဲ့လကပဲဒီကျမကိုယ်တိုင်ခြုံလုပ်ထားတဲ့ဒီရင်ဖုံးအင်ဂျီလေးတွေပေါ့မြန်မာရင်ဖုံးအင်ဂျီလေးတွေကို online ပေါ်ကနေရောင်းချပြီးတော့ဒီ Godmy ရင်ခွင်ရဲ့ငွေကြေးအေး low asset အတွေအတွက်ကျမတို့စူးစမ်းထားတာရှိပါတယ်။အဲနောက်တစ်ခုကအခုဒီမိဘပြည်သူတွေပေါ့နော်စေတနာရှင်မိဘပြည်သူတွေကလည်းစိတ်ဝင်တစားနဲ့မေးမြန်းလှူဒန်းလာတဲ့ငွေကြေးတချို့နဲ့ဒီ Godmy ရင်ခွင်ကိုလေ level ရရှိပါတယ်ရှင်။ ဒီဂေဟာကလေဘ ෝජ ုတ်ထွန်းမြတ်နိုင်ရဲ့ဇနီးတဲ့တီထောင်ထားတဲ့ဂေဟာဖြစ်တဲ့အတွက်တစုံတယောက်ပေါ့နော်အဖွဲ့စည်းတစ်ခုကနေပြီးတော့လာရောက်နှောက်ယှက်ဖိအားပေးတာရောရှိလားအဲဒီဘ ෝජ ုတ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူရဲ့ဂေဟာမှုလို့ပေါ့နော်ဘယ်လိုတက်ရောက်မှုတွေရှိလဲရှင်ဟာနံပါတ်1တစ်ချက်ကတော့ဟိုကျမတို့ကအော်ဒီပေါ့နော်ကျမတို့ရဲ့ထိန်းချုပ်နယ်မြေထဲမှာအခြေစိုက်ထားတဲ့ဂေဟာဖြစ်တယ်ဆိုတဲ့အခါမှာဟို အပြင်ပါကရန်သူတွေကကျမတို့ကိုဒီပြင်ပါအဖွဲ့အစည်းတွေကပေါ့နော်ဒီလာပြီးတော့ဖိအားပေးပြီးပြီးတော့မလုံရဘူးမကန်ရဘူးတစုံတရာ အာဖိအားပေးတဲ့ဟာမျိုးတော့ကျမတို့မချိပါဘူးကြုံလဲမကြုံတွေ့ရသေးပါဘူးဆိုတော့ဒီကေဟာကိုကျမကဥဆောင်ပြီးတီထောင်တဲ့အတွက်ဒီကျမတို့ရဲ့လွမြောက်နယ်မြေရဲ့အဝိုင်းအဝန်းထဲမှာတော့တည်ရောက်မှုကတော့ရှိပါတယ်ဘာလဲဆိုတော့ဟိုယုံကြည်မှုပေါ့နော်ဒီကျမ ကိုယ်တိုင်တီထောင်ထားတယ်ဆိုတဲ့အပေါ်မှာဒီလိုမျိုးခက်ခဲတဲ့ကလေးတွေလိုအပ်နေတဲ့မေတ္တာပေးရမယ်လိုအပ်နေတဲ့ကလေးတွေကိုတွေးတဲ့အခါမှာဟောဒမီရင်ခွင်ကိုပို့လိုက်ရင်ဖြင့်ဒီကလေးတွေရဲ့ဘဝဟာဟိုအနာဂတ်မှာကောင်းသွားမယ်ဆိုတဲ့အဲ့လိုကောင်းတဲ့တက်ရောက်မှုပေါ့နော်ဒီကျွန်မတီထောင်တယ်ဆိုတဲ့အပေါ်မှာတက်ရောက်မှုပေါ့အဲ့ဒီတက်ရောက်မှုတော့ကျွန်မတို့ရဲ့ဒီလွမြောက်မြင်ပြီးတကြောမှာတော့ဒါမျိုးတော့ရှိပါတယ်ရှင်ဟုတ်ကဲ့ ဟာလဲကွာဘာလဲကွာဘာလဲကွာဟာလဲကွာဟာခင်ဗျာကျွန်တော်မင်းနာကြီးတော့စောင့်ပါခင်ဗျာဘယ်လိုဖြစ်နေတာလဲဗျာမင်းနာကြီးကလည်းဒီမုံမုံတုံတုံမြေငုံငငဆိုက်ဆိုက်ကြီးနေဘယ်လိုဖြစ်စိတ်တုံနေတာဟာဘာဒီငါစိတ်တူကြရှိလို့ဘုံမိုင်းလုံးဝရွာကိုဘုံကျက်လိုက်ပြီလေဟာတို့ပြန်ပေါ့ဟိခင်ဗျာအပူကြီးရတယ်တပူဝိတူကြီးဟုတ်ကဲ့ဖြစ်သွားတယ်အခုအဲ့ဒါဟိုငါပြီးပါလေအကုန်လုံးဆိတ်ချောင်နေရတယ်ဟာပြီးခဲ့တဲ့ဒါကမှငါပေးထားတဲ့ပတ်စံ350အကုန်ပါသွားပြီ ခမအိမ်ဆောက်ဖို့ပြောတဲ့တက်ဆန်ကြီးအိမ်ဆောက်ဖို့ကတက်တာအိမ်ဆောက်ဖို့ဒီမှာအရင်ကြီးလုပ်ဖို့တူအဲ355ပေးရတာဟုတ်ကဲ့ငါကြီးကကြပြားမှမချမ်းတော့ငါအကုန်ပေးရတာအခုအဲ့ဒါတွေကအကုန်ပါဘုံကျက်လို့ပါသွားပြီအာဟွာအဲ့ဒါအခုငါဘာအလုံးထက်လို့ကမမနဲ့မသိဘူးအခုစိတ်ကိုညစ်နေပြီအဲ့ဟိုဟိုအိမ်နဲ့လည်းအဆက်တွေကဘယ်လိုပြောမလဲအဆက်တွေလုံးမယ်ဆက်တွေလုံးတယ်ဟိုကနေပတ်စံတောင်းမယ်ပတ်စံတောင်းတဲ့ခါကျရင်ငါ့မှာပေးတယ်ကတပြားမှမရှိဘူးဟုတ် ไอ้ตัวบ้าง่ะไอ้เนี่ยเนี่ยแหละกว่าง่ะแต่ท่านบดูชามันไม่ตีบ่าวว่ะเพราะงั้นไอ้จุกเนี่ยลาดูนี่ดาวอย่าจุกแล้วซี้จริงๆเนี่ยครับก้านจีมาล้างชอกล่ะดาจุกแล้วซี้จริงเลยเนี่ยนี่เปียวต้องผมเนี่ยบาบาจ้าไม่เชื่อบาจ้าพี่อ่ะมาเลยครับกูก็จนเอาอย่างเนาะคณะๆเนี่ยจนกองมานี่กิษาบ่เนี่ยอ่าตนายูกับกิษาง่ะดีนะโหทุกข์ยากเลยจ้ะเนี่ยเปียวๆๆๆตนายูหรอหมดพี่เลยครับจุกกองมานี่เนี่ยจุก တုံမြန်မာနိုင်ငံမှာနေလို့မရဘူးလားနဲ့အဲ့မြန်မာနိုင်ငံမှာနေခင်ဗျားကြည့်တဲ့အချိန်ဘုရားဆွဲတာနဲ့ဟမ်ရှောက်ပြီးစစ်ခွေးတွေကကျွန်တော်တို့ဒုက္ခပြင်းတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနိုင်ငံများထွက်နိုင်ငံများထွက်လာတော့လေဒီကော်မလေးကိုကျွန်တော်ပြောပြကြငါငွေစာကြီးပို့လို့မယ်အဲ့လာကိုသူမိဘတွေကအခုပတ်စံလိုတယ်တဲ့ပို့ပါတဲ့ကျွန်တော်မှမချနိုင်တဲ့အဲ့ဒါကိုကျွန်တော်ဆင်ကျင် ဟုတ်ကဲ့ဟုတ်ကဲ့မင်းမင်းကောင်မလေးပဲရှိသေးတယ်ကောင်မလေးရှိရပါအတူမိပါကဘာမှတော့မပါဘူးလေမင်းဘာမှမပါသေးဘူးအာဝဝဝိပွားမင်းပြုတ်ပြီးတော့ तू ကတောင်းရဆိုအကြောင်းမဟုတ်ဘူးမင်းအာဝဝဝိပွားကလည်းမပြုတ်ရတယ်မင်း तू ကဘာလို့တောင်းနေတာကိုမိပါကအာဝဝဝိပွားကကြာပေါ့မိပါလည်းတည်တယ်ဟော အဲ့ဒါကြောင့်သူမိဘတွေကပတ်စံလို့လမ်းတောင်းတယ်ကျွန်တော်လည်းမပေးနိုင်ဘူးလေအဲ့တော့ကျွန်တော်လည်းညစ်တယ်ညစ်စရာမလိုဘူးငါတန်တန်မာမာကြီးမင်းအလုတ်လုတ်ကြီးကွာမင်းကလည်းဟာအလုတ်လုတ်တာလုတ်တာပဲဗျအလုတ်လုတ်တာကိုစားဖို့လည်းရှိသေးတယ်သူတို့ကြီးကစိုးပေးလို့မရဘူးကိုမိဘလည်းရှိသေးတယ်ဗျာအတိုင်းကြဆိုတော့ခမတောက်လျှောက်ကြီးသူတို့ကတောင်းနေအဆင်မပြေဘူးလေဗျာကိုကျော်ဆက်အပူရှိတာမှတဲ့ငါတွေ့တဲ့နေ့ကြီးကအကုန်လုံးအပူတွေကြီးပါလားဟာဟာအင်းအဲ့ဒါသူကြီးသေးတယ်ဗျာဟာ ်ကလေးနဲ့မဆုံးဘူးကလေးဟာကလေးညလူခန်းတော့ဘူးကလေးနဲ့မှဘာလဲမသိရောညအေးကလေးစားလိုက်ကလေးတခုပါတော့မရရောပြောင်းပြီးပြီးပုံလားမသိဘူးပြီးပုံလားမသိဟဲ့ငါငါကြောက်ရည်မင်းတက်မင်းတက်ဟောဒီကောင်ဟောကြည့်တော့ ငါကြောက်ဘူးညောင်ကန်ထူးပြီငါပြောကန်ထူးပြီငါပြောတာနားထောင်အိုးအဲ့ဒီအဲ့ဒီညီဘူးအေးအဆိုင်ရဲမှာတော့ညီဘူးလေးပါလာရင်ဝီပဒမရီညှောက်ခါရဲ့ညီဘူးများဖြစ်ခဲ့လို့ရှိရေးဒါပြောရမနော်ဂတိကိုရှိရမနော်ငါအရင်တွေ့တာလေကွာပဒမရီလည်းပြောတော့ပဲလေဗျာငါအရင်တွေ့တာလေကွာဒါပေမဲ့မရှိဘူးဒါဆိုပနေ့ရောက်တဲ့လူအယူယူပဲဟေးခင်ဗျာ no 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 အဲ့ဒါသူတူသွားမယ်သူသွားသူသွားမယ်ယူပြန်သွား Ủa mà, thấy ก็ได้ทําได้ก็ได้เนาะเอาไปนี่ทําได้ตัวสิไอ้ตัวสิตัวสิเปลี่ยนตัวเดี๋ยวก็เลยจุกออกมาเลยตัวไอ้ทีนี้เลยเค้ามีเค้าป่าดีเนาะเดี๋ยวจะทําตัวป่าที่นี่จุกกันเนี่ยเนาะ 这这东包呢？哪样富人？离婚了？东东哪呀？你懂的？懂啊！苏东是，我啊是，苏东东，苏东东，你懂的。

哦，哇，哇，你甭听那哇，胡个鸡哟，哎，没有没有，哎，漏了哈，你把你漏了，哇哇。好了喂，那里个咯，这边有来西马木队来采皮的，我这边比如立皮皮巴的。အလုံးမဒီဗီဒီယိုရောနဲ့ဆုံးသက်လိုက်ပါရဲနောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်ဒီနေ့တော့ကျွန်တော်ရဲ့ကိုကြိုးပါလို့ရှင် channel လေးကို like and subscribe နဲ့ subscribe ပြီး bell icon နဲ့ကြည့်မြင်တဲ့များဗီဒီယိုတွေနဲ့အားလုံးကြည့်ရှုနားဆင်ကြရဖြစ်ပါတယ် ပလမျိုးရအောင်မယ်ညပိုင်းစီစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆုံတွေ့ကြရှိပေးတဲ့တူကြီးနိုင်သူပဲကျေးဇူးတင်ရှိပါတယ်ဗျာ